အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါ Tottenham Hotspur ကဟိုတနေ့တုန်းကဒါသူတို့ရဲ့ဒါအဓိကပြိုင်ဘက်ဖြစ်တဲ့ခါတီးတဲ့နှစ်သင်းကိုစတိုက်ရှုံးသွားတာပေါ့လေ Chelsea ကိုသူတို့အိမ်ကွင်းမှာဒါရှုံးပွဲတွေ့တယ် ်ချက်စီကိုရှုံးပြီးရဲ့ခဲနောက်ဆက်တွဲအနေနဲ့အာစနယ်ကိုပါထပ်ပြီးတော့ဂိုးပြက်ရှုံးလိုက်တဲ့အတွက်စပါပိသက်တော်တော်များများကအခုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့ Tottenham Hotspur အသင်းရဲ့ performance နဲ့နီးပြ Thomas Frank ကိုတော်တော်လေးမေးခွန်းထုတ်နေကြတယ်ဆိုတော့ Tottenham ကအခုဒီလောလောဆယ်အနေထားရဒီရာဒီမှာ ဒါအစောပိုင်းတုန်းက home လို့ home လို့ ਨੇ ဒီနိုဘာလာအတွင်းမှာအိမ်ကွင်းမှာသူတို့ Chelsea ကိုရှုံးတယ်ကိုပင်ဟေဂန်ကိုသူတို့နိုင်ပေမဲ့ Manchester United ကိုတည်ရင် Arsenal ကိုသူတို့ရှုံးတယ်ဆိုတော့ဒီနေ့ရာသီအတွင်း Spartan ကပွဲကြီးတွေကိုကြီးတဲ့အခါမှာဒါဘယ်လိုပြောမလဲဆိုတော့ဒီရာသီအစပိုင်းမှာသူတို့ Manchester City တသင်းပဲပွဲကြီးကိုသူတို့နိုင်ပြီးတော့ဒါအခုလောလောဆယ်အနေထားရ Newcastle United ကိုလည်းသူတို့ရှုံးတယ် Arsenal ကိုလည်းရှုံးတယ် Chelsea ကိုလည်းရှုံးတယ် United ကိုတည်ကြတယ် ဆိုတော့သူတို့လက်ရှိအနေထားရ Spurs တင်ကလီဗာပူးနဲ့တော့ကြာတာပေါ့လေ Thomas Frank ဘောကိုတော်တော်လေး under pressure ဖြစ်နေတယ်တချို့ report တွေမှာဆို Thomas Frank ကိုပြည်သက်တွေကထုတ်စီခြင်းတဲ့အထိဖြစ်နေတဲ့အချိန်မှာ Tottenham Hotspur ရဲ့ပိုးဖွဲ့ကတော့ဘာပြောလဲဆိုတော့လက်တလုံးမှာတော့ Thomas Frank ကိုထုတ်ပယ်ဖို့ Spurs ဘက်ကအစီအစဉ်မရှိကြောင်းနဲ့ဒီနီးပြအပေါ်သူတို့ဘက်ကယုံကြည်မှုအပြေအဝပေးထားဆဲဖြစ်တယ် ဒါမဲ့လာမဲ့ပွဲစဉ်၅ပွဲ ကိုတော့သူ့ရဲ့အခြေအနေပေါ့လေပရီးမီယာလိပွဲစဉ်၅ပွဲကိုတော့စောင့်ကြည့်သွားဖို့ရှိတယ်လို့ဆိုထားတယ်။ဆိုတော့တော်တန်ကအခုဒန်နီယယ်လီဗီလည်းအပြောင်းလဲလုပ်ထားတယ်။အဲ့နောက်ဆက်တွဲမှာဂျိုးလူးစ်ဖမ်လီကအသင်းကိုအတီးကတာဝန်ယူနေတဲ့အချိန်မှာဒါအခုအရင်အာစနယ်ရဲ့ဒါအမှုဆောင်ချိုးဟောင်းဖြစ်တဲ့ဗန်ဒိုင်းကလည်းစပါအသင်းရဲ့ဒါအရေးကြီးတဲ့တာဝန်ယူထားတယ်ဆိုတော့ကလပ်ဘက်ကတော့မက်ဖရန့်ကိုမထုတ်ဘူးပေါ့လေဒါပေမဲ့ ေးတက်တီစောင့်ကြည့်မယ်ပွဲ၅ပွဲရှိတယ်ဒါထော်နာဟော့စပါကဖူအန်ကိုအိမ်ကွင်းမှာကမ်းမယ်စပါရဲ့အဒီယာဒီအိမ်ကွင်းကတော်တော်လေးဆိုးဆိုးဝါးဝါဖြစ်တယ်ဘန်လီတသိန်းနဲ့ကိုပဲသူတို့ရလက်ကောင်းပြီးတော့ဇက်တိုက်ရုံးကန်နေရတဲ့အချိန်မှာဒါအခုဖူအန်နဲ့သူတို့အိမ်ကွင်းကမ်းမယ် ။ Now Tottenham Hotspur ကအခုလာမဲ့ပွဲစဉ်ပေါ့လေ။ဒါလာမဲ့ပွဲစဉ်မှာ Spurs အသင်းအနေနဲ့ဒါအခု Newcastle United နဲ့ကန်ရမယ်။ဆိုတော့ Newcastle ကတော့ဒါ Premier League မဟုတ်ဘူးလေ။ Carabao Cup မှာသူတို့ရှုံးထားတာ။ဒါပေမဲ့အခု Newcastle ရဲ့ဒါ away ခွင့်ပွဲမှာဒါသူတို့တွားပြီးတော့ Newcastle ကိုစိတ် James ဘက်မှာတွားကြမယ်။ကျွန်တော်အမြင်တော့အဲ့ပွဲဘလို့မှမဖြစ်နိုင်ဘူး။ အညူကာဆယ်ကွဲကတောင်းတောင်းခတ်တယ်ပြီးတာနဲ့ brand foot ကိုအိမ်ကွဲစပါးရဲ့အိမ်ကွဲရလဲမကောင်းတဲ့အချက်ကလည်းသတိထားရမယ့်အချက်ပြီးပြီးတော့ northern forest ကိုအဝေးကွင်း liverpool ကိုအိမ်ကွဲဆိုတော့အမှန်တိုင်းပြောရင်အဲ၅ပွဲလုံးကစပါးရဲ့လက်ရှိနေထိုင်ရသူမမသေးကြဘူး ဘယ်နှပွဲနိုင်မလဲပြောတော့ခတ်တယ် maybe fuan ကိုအင်ကွဲမှာဖြစ်တဲ့အတွက်ကြောင့် maybe ဒါပေမဲ့ spartia ကဒီအင်ကွဲရလာကတော်တော်ကိုဆိုးတဲ့အချက် now newcastle အဝေးခွင်ကလုံးဝ survive ဖြစ်ဖို့ခတ်ပြီးတော့ bradford အင်ကွဲ maybe bradford အဝေးခွင်နဲ့ညံ့တဲ့အချက် fuan အဝေးခွင်နဲ့အချက်ကသူတို့မှာချမ်းရှိတယ် forest ကအခုဖြည်းဖြည်းနဲ့ shown တိုက်လက်ထက်မှာကောင်းလာပြီဆိုတော့ tournament အနေနဲ့တော်တော်လေးခက်ခဲကန်ပြီးတော့ liverpool ကိုအင်ကွဲလက်ရှိ liverpool ကလည်းရုန်းကန်နေရတဲ့အတွက်ကြောင့်နှစ်သင်းလုံးကပြောရခတ်တယ်ဆိုတော့ တောမက်ဖရန့်ကိုထော်နန်ပိတ်တက်တီအားလုံးကယာရုကထုတ်ပြီးတော့တချို့ပိတ်တက်တီဆိုရင်ဂျာဗီလိုနီးပြမျိုးကိုခန့်တင်တယ်ဆာဆာဆိုတဲ့အကြောင်းတွေတောက်လျှောက်တက်နေကြဒီနေရာမှာထော်နန်ဟော့စပါအသင်းဘက်ကတော့နီးပြကို ပုံကြီးမှုအပြေအဝပေးထားဆက်ဖြစ်ပြီးတော့ဖူဟန်နဲ့အိမ်ကွဲပွဲယူကာဆဲအဝေးဘရန့်ဖို့အိမ်ဖော်ရက်စ်အဝေးနဲ့လီဗာပူးအိမ်ဒီပွဲစဉ်ဘာပွဲကို စောင့်ကြည့်သွားဖို့ရှိရလို့ဆိုတယ်ဆိုတော့ထော်တန်ပေးတက်တရောဂျာပေးတက်တင်နဲ့စပါအိတ်၅ဘွဲကပထမရမယ်ဖူဟန်ကိုအင်ကွင်ဘရန်ဖို့ကိုအင်ကွင်လီဗာပူးကိုအင်ကွင်ညူကာဆယ်ကိုအဝေးဖောရက်စ်အဝေးအိတ်၅ဘွဲကနေပရီးမီယာလိမှာစပါပထမရမယ်ထင်တယ်ကိုမမဝယ်မှတ်ချက်ပြကြပါအောင်ကြည့်တမလေး